ဖေ့ရော့တိန်တရငါ့အတွက်လဖေးတစ်ခွက်ဖြော့ပေးကွာအဲ့လဖေးတဲကိုရွှေတကြသားစိန်ပြီးဖြော့ပေးနော်ဟုတ်ပတ်စံတိန်တရကိုလဖေးတစ်ခွက်ဖို့ပေးတာဟုတ်လားဟုတ်တယ်ကွာဒီပတ်စံတိန်တရငါဘောတရလဖေးတစ်ခွက်ဖို့ပေးတာလဖေးကွာတဲကိုရွှေတကြသားထည့်ပြဖို့မေ့နေအောင်ဟင်လဖေးတစ်ခွက်တဲကိုရွှေတကြသားထည့်တော့တာငါဆိုတဲ့ကွာ မဆန်တောင်းတောင်းမှာအခုမှမြင်ဘူးလားကွာစီဆိုရင်ပိုဝေးငါ့ထဲမှာရွှေမရှိဘူးမင်းကစင်ရရပါကွာငါဆိုတဲ့ကောင်ကနှစ်ဖေးတွေကိုရွှေစိန်ပြီးမှတောက်တက်တာကွာကျွတ်ဒီမှာမရဲ့ရွှေလက်စွတ်နှစ်ဖေးတွေစိန်ပြီးဖြောပြီးငါတို့ရှိလာချပေးလိုက်ဟုတ်ပြီလားဟုတ်ပြီကွာကြောက်ပေးမယ်ဟာခင်ဗျားတို့ဘာလို့ထိုင်နေကြလဲမတည့်ရနေနေဟာဟုတ်ပါဘူးလာပါလာပါပြင်းပြလာခိုင်ဦးမထိုင်ဒါပြဒါပြခေးလိုက်အဲ့တိန်တေးကနှစ်ဖေးတစ်ခုပေးလိုက် တော်တော်ဟိုဟိုမလာဟိုမလာကျွန်တော်ပြောခဲ့ပြီမထိုင်ထိုင်နေနေဖျောက်ဖျောက်တော်တော်ဟိုကဟိုဝိုင်းနေကောဘာလို့လဲဟာဟာဒီမှာငါဘောစီထိုင်မှာကွာတော်တော်မြင်နေတော့ဖျောက်ဟောလေပတ်စံပေးတော့တာလေဖျောက်မင်းတို့ကလဖေးတော့ကောပတ်စံ900ရတယ်ပေးတော့တာဟာဘောစီရလဖေးတော့ကောပတ်စံ300တရာတော့ပေးတော့တာကွာအစင်နေကြီးမတူဘူးသွားစမ်းပါကွာတော်မြင်နေတော့ရောကိုခွက်ကိုယူတော့ပြီးရောကွာရောအဲ့လိုဒါကဟာဟာဘောစီဘောစီထိုင်မှာဘောစီစင်ရတာလေကွာပြောရရစ်ရှိဒီကအစီကလား ာဒီလည်းနာအေးခင်ဗျာကြည့်ရခင်းမဲ့ပါလေဒါမျိုးဆိုဟောမင်းဘောဒီဘာတော့မလဲခင်ဗျာအခုပဲလက်ဖေးတောင်းပါလို့ပြောပြီလေဟောမဟုတ်ဘူးလေကျွန်တော်မေးရဒီလိုဗျာဘောဒီကချိုးစိမ့်ကြိုက်တာလားပုံမှန်ကြိုက်တာလားကြိုက်တာပြောချိုးရင်ချိုးရင်โอเคဒီကဒီကအစီရော် ပါခင်ဗျာတနာပါခင်ဗျာကျွန်တော်ထမင်းမိုးလေးသက်တောင်းတောင်းလောက်ပေးပါဟေးဟာဒီသောင်းစားလေးကိုထမင်းမိုး15ရင်းသိန်း20လောက်ထည့်ပေးလိုက်ပါဟုတ်ကဲ့ပေါ့อืมဟာပတ်ချက်နေအများကြီးသိသိအများကြီးတင်ပါခင်ဗျာကျွန်တော်တို့တက်တောင်းသားလေးကိုပတ်ချက်နေအများကြီးပြည့်တဲ့ကျွန်တော်မန္တလေးကနေရန်ကုန်တက်ပြီးတောင်းစားမယ်ကြာသိသိအများကြီးတင်ပါရနော်ပန့် ။တဖေ့မလာသေးဘူးလား။ဟေ့ခုနဘောဒီကတထောင်းသောက်တိတ်နေစေအောင်ထည့်လိုက်တာကွာဒီပုံတန်းလားဆိုရင်ငါတို့လည်းငါတို့ဘွားချမ်းသာလာအောင်ပြောင်းနေတော့အောင်ဟောက်လုံးလို့ရပြီကွာမင်းဘယ်လိုလုပ်ချင်လဲအာမင်းကလည်းဒီဆိုင်ကလက်ဖေးဖြော်လဲဖြော်စရာနဲ့ခုနဘောဒီကခင်နေလေကွာအေးဟုတ်တယ်ခင်တော့လက်ဖေးဖြော်စရာငါတို့ကုညီတောင်းရမယ်ကွာတောင်းမလို့ရအေးတောင်းမလိုက်ဟေ့ ီနေ့ခင်ဗျဆိုင်ကိုဘောဒီတထေးလပိလာတော့တာနော်ဟဲ့အောင်ငါဆိုင်ကိုအမြဲလာတော့တဲ့ကတ်စတမာတွေကဘောဒီတထေးတွေကြီးရဲကွာစင်ရသားဆိုလို့မင်းတို့နောက်ကောင်ပဲပါတယ်ဟုတ်ပါပြီဟိုကျွန်တော်တို့ကလည်းအလုံးမရှိတာကြာပြီဗျပြီးတော့ခုနဘောဒီကတော်တော်ထေးရေနော်ဟဲ့အောင်အဲ့ဆိုတော့တောင်းစားမှာလားဒါပေါ့အားရောဘာလို့တောင်းစားစရာလောက်ကွာမင်းကလေမင်းတို့နောက်ကောင်လည်းစင်ရတာလည်းမပြောနဲ့အတွေးခေါ်တွေကစင်ရတာအတွေးခေါ်နဲ့အော်အေးဒါနမီခုနငါဘာပြောချင်တာလဲဟောခုနဘောဒီကလေအရန်ချမ်းသာတာဟိုကျွန်တော်တို့လည်းသူ့လိုချမ်းသာချင်တာဗျာ ။ तू ဘာလုပ်လဲဆိုတာကျွန်တော်တည်ကျင်တယ်။ဟို तू လုပ်တဲ့လုပ်ကိုကျွန်တော်လုပ်ချင်တယ်ဗျာ။အဲ့ဒါလေးမေးပြပါလိုက်ရင်။ဖေ။အဲ့ဒါတော့ငါလည်းတော့မမေးရဲဘူးကွာ။အဲ့လိုဘောဒီတထွေးရလေအကိစ္စကိုတော့မေးလိုက်စိတ်ဆိုးမှာကွာ။ဟာစိတ်မဆိုးတော့ပါဘူးဗျာ။ဟိုကျွန်တော်တို့ကခင်ဗျားဆိုင်မှာအမြဲတမ်းလာတော့နေတဲ့ customer တွေလေဗျာ။ဟိုဒါလေးတော့ဝန်ဆောင်ပေးနော်။မေးပြပါနော်နော်။ငါလပိတ်ကွာသွားချိုင်နေမေးလိုက်မှာကွာမင်းတို့ကိုယ့်နေရာကိုစောင့်နေဟုတ်ကဲ့ဘောဒီ ဘောဒီကတအားချမ်းသာနေရအောင်ဘာလို့ဒီလိုလက်ဖက်ဆိုင်တဲတဲလေးမှာလက်ဖက်လာတော့နေရလဲဟောဒါအကျင့်ဖြစ်နေပြီကွာငါလည်းအရင်ကမင်းတို့တို့တအားဆင်းရတာကွာအဲ့ဒါဆိုဘောဒီကဘလို့လို့ချမ်းသာသွားလဲဘလို့ချမ်းသာလာလဲဆိုတော့ငါကုမ္ပဏီတစ်ခုကိုစပြီးတည်ထောင်ခဲ့တာကွာဟွဘလို့ကုမ္ပဏီကိုတည်ထောင်ခဲ့ဘလို့ကုမ္ပဏီလဲဆိုတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အလုံးလက်မဲ့သူတွေအလုံးမရှိတဲ့သူတွေကိုငါအလုံးလုပ်ဖို့အတွက်နိုင်ငံเจ้าကိုပို့ပေးတာကွာ တရုတ်တို့ထိုင်းတို့ဂျပန်တို့စင်ကာပူတို့အဲ့ကိုပို့ပေးတာကွာအဲ့မှဆိုရင်လာစားတာ300ချီပြီးရတယ်လေအခုငါပို့ပေးရတဲ့လူတွေကအခုချမ်းသာသွားပြီကွာတိုက်တဲ့ကားနဲ့ဖြစ်ကုန်ပြီကွာချမ်းသာတော့ဟုတ်ပါပြီဒါပေမဲ့လေအဲ့နိုင်ငံကြီးကိုတွားဖို့အတွက်ဟိုသူများတွေပြောတော့သိန်း30 40လောက်ကုန်ပဲပြောတယ်ကျွန်တော်တို့ကဆင်းရဲတယ်ဗျအဲ့တော့ဒီမတက်နိုင်ဘူးဟောငါတော့ဒီမြန်မာနိုင်ငံကနေနိုင်ငံကြီးကိုတွားချင်တဲ့လူတွေကိုတင်မောနဲ့ပို့ပေးတာကွာ ဒီရန်ကုန်တန်းလင်းစိတ်ကမ်းမှာငါတင်ပေါ်ရက်ထားတာမင်းတို့ကောင်တွေတကယ်လို့သွားချင်းနေဆိုရင်လေဟာတယောက်၅သိန်းနဲ့ပဲပို့ပေးမယ်ဟာတယောက်၅သိန်းနဲ့နိုင်ငံခြားသွားလို့ရတယ်ဗောမှန်တိုင်းပြောရင်တော့သွားလို့မရဘူးကွာဟာမင်းတို့ကိုချင်းစားတယ်ကွာငါလည်းအရင်ကမင်းတို့ဆင်းရဲခဲ့တော့တကယ်ကိုချင်းစားတယ်ကွာမင်းတို့တကယ်စိတ်မကောင်းအဲ့ကြောင့်ငါမင်းတို့ခုန်ညီတဲ့အနေနဲ့တယောက်၅သိန်းနဲ့ပဲပို့ပေးလိုက်မယ်အဲ့ငါးသိန်းနဲ့နိုင်ငံခြားသွားလို့ရပြီကွာခိုင်ထိုင်းတော့လေထိုင်းအဲ့ဘောကြီးကျွန်တော်တို့ထိုင်းမှာလောက်တားလို့မယ်လေငါးသိန်းလာပေးလိုက်မယ်ကျွန်တော်ဟုတ်ပြီဟုတ်ပြီ ဟဲ့တော်တော်တော်ကြီးလာမှာနော်ဟုတ်ပြီဟုတ်ပြီဟာဟဲ့ငါဆောင်လေဟိုကျွန်တော်တော့တက်လာမှာဆောင်နေနော်ကလောင်းသွားနေနော်ဆောင်နေတော့လာဦးမယ်ဟောဘောဒီကျေးဇူးတင်ပါတယ်ဗျာဒီနှကောင်လေးကျုပ်စိတ်မှာအမြဲတမ်းလဖေးကိုအကျွေးတောင်းနေရတာဗျဒီကောင်လေးစီကရမယ့်အကျွေးတွေအများကြီးပဲကောင်လေးအခုလိုထိုင်သွားပြီးအလုပ်လုပ်ပြီးချမ်းသာမှာကျုပ်အကျွေးတွေတောင်းလို့ရမှာဗျကျေးဇူးတင်ပါတယ်ဗျာတကယ်ကျေးဇူးပါဗျာရတယ်ရဟုတ်ကွာ ခေါကောင်တွေအခုဒီမလာသေးကြာလိုက်တာပေါ့ငါ့မှာလည်းတခြားအလုပ်တွေရှိသေးတယ်ကွာဟောဘိုးကြီးကလည်းခဏလေးစောင့်ပါအောက်ကောင်တွေနေချဖို့လာလိမ့်မယ်ဘိုးကြီးမင်းကျွန်တော်တို့နိုင်ငံညသွားချင်လို့လေငါးသိန်းကြီးယူလာပြီဗျဟုတ်ပြီငါးသိန်းငါးသိန်းဟုတ်ပြီငါးသိန်းရော့ဟုတ်တော့ပါနောက်မိနစ်30ကြာရင်ဒီလဖေးတိုင်အရှိ့ကိုငါကုန်နေရလူတွေမင်းတို့ကားနဲ့လာခေါ်လိမ့်မယ်ခေါ်ပြီးရင်တင်မရှိတဲ့စိတ်ကြမ်းကိုလိုက်ပို့လိမ့်မယ်သူတို့ဟုတ်ဘိုးကြီးဟုတ်ကဲ့ဟုတ်ကဲ့ဘိုးကြီးဟုတ်ပြီ င်းတို့ထိုင်းရောက်တော့မှမကြခင်တထင်းပြစ်တော့မှအထင်းပြစ်တော့ပါကစိတ်မငြိမ်းရတော့ကျေးဇူးပါပေါ်စီကကျေးဇူးပါโอเคသွားပြီငါတို့ဟာကတော့တထင်းပြစ်တော့မှထိုင်းပြစ်တော့မှထိုင်းမှုရောက်ရင်တော့ကဲပြီကွာရှင်ရောက်နေရောက်နေထိုင်းရောက်လို့ပတ်စံရလာရင်ငါလည်းဖေးအကျွေးကြီးလဲစောက်အောင်တော့ဟောဆက်ပါမကွာမင်းရလေရောက်မင်းအကျွေးတော့ပံသွားဖြစ်သွားပြီကွာကြာဟာတော့ဘောစီဖြစ်သွားပြီရောက်ရောက် ဘီဂိုလေးပါလိမ့်လေခုံအောင်ကွာငါထိုင်ရဆိုလေးကြီးကျင်တာထိုင်ရဆိုလေးကြီးတတိကြဲမှာရှိရတယ်အယောဒီမှာအာရောငါပြောတာအဲ့ဒါလေးမဟုတ်ထိုင်ရဆိုလန်းလန်းလေးတွေကွာအေးပါကွာပြတ်ပါပဲမင်းရတယ်လောတယ်ငါတို့ထိုင်အောင်တော့အာတထေးပြတ်တော့ဘောကျော်ရဲကွာနည်းချင်လို့ရောအာဖေငါတို့လာခေါ်မကလည်းမလာသေးပါလားကွာဟုတ်တယ်ကွာကြာလိုက်တာတန်းရောက်မင်းထိုင်အောင်လေထိုင်စကတက် အတက်တာဘောဘယ်လိုပြောလဲခမခါသမရခါအဲဘာရဲ့ တီဦးလေးဟောမသိတော့မင်းရနေကွာဘာလို့လဲပတ်စံကန်ကြည့်မလို့လေမင်းတို့လည်းမဆိုင်ဘူးအဲငါတို့လည်းထိုင်းပါတော့မှာပါပြန်လာရင်မင်းထက်ငါတို့ပတ်စံအများကြီးကန်နိုင်မှာသိလားကားလည်းမလာသေးဘူးကွာဟဲ့လူခဏဆိုင်ဘလို့ခေါ်လဲနားတော့တာလေဗျဘာခိုးလူလေးခိုးလူလေးမရောက်ပါလေဟေ့အောင်မင်းဘာလဲလာပြောနေရလဲကွာဘယ်ရလူလိမ့်နေလားမင်းကိုအင်ကြီးဝတ်တဲ့ဘောစီကိုပြောနေရလေဗျဟေ့အောင် ဘောဒီကြောင့်မဟုတ်တာပြောနေတော့မသေးပဲတော့ရောက်ဟုတ်တယ်ရောက်ဘောဒီကြောင့်မကောင်းတဲ့ဆိုတော့ဆွတ်ထုံးပါနော်ဟဲ့ဟဲ့ရောက်မြို့ငေါရှင်းရှင်းလင်းလင်းပြောမိဘဖြစ်လာတယ်သူပြေးလိုက်တဲ့သိန်း30နဲ့ရန်ကုန်တက်ပြီးသွားတောက်ဆောက်ဖို့လုပ်တာကားလက်မဖြတ်တဲ့အချိန်မှာပတ်သက်နေအတုရဖြစ်နေရဗျာတော်စီတို့ကံကောင်းလို့ဖမ်းမခံရတာဟဲ့ဟဲ့မမမမဟုတ်တာပြောနေတော့ရောက်ဟုတ်တယ်ကွာပတ်စံရအကုန်လုံးအတူရင် တော့ဘယ်လိုဘယ်လိုမင်းတို့ပတ်စံလေးလဲအလိမ်ခံရပြီကွာပတ်စံဒီအကုန်လုံးလဲအတူတွေကွာမင်းတို့မှာပတ်စံအတူပဲရတာငါတို့ကတရားငါးသိန်းဒီလေးစေသိန်းတော့ပါလား